အားလုံးပဲမင်္ဂလာပါခု social space entertainment တင်ဆက်မယ့်အစီအစဉ်ကတော့ကျွန်တော်မွန်နိုလေးရဲ့တချင်းရင်းနှီးလေးကျင့်ကြံဆီစဉ်နေပါတယ်လေးကျင့်ကြံနေဆိုတော့တချင်းရေးတာတော့မဟုတ်သေးဘူးပေါ့တချင်းရေးဖို့အတွက်ကြိုတင်ပြင်ဆင်ရမယ့် လေ့ကျင့်ခန်းလေးအဲဒီလေ့ကျင့်ခန်းတွေကလည်းနိုင်ငံတကာမှာရှိတဲ့တချင်းရင်းနှီးတွေရောကျွန်တော်တင်ခဲ့နိုင်ငံတကာတင်ခဲ့တဲ့တချို့တော်တော်ကောလိပ်တွေကတချင်းရင်းနှီးတွေရောတော့ကျွန်တော်အမြင်နဲ့ကျွန်တော်ဟာကျွန်တော်လုပ်ထားတဲ့လေ့ကျင့်ခန်းမျိုးပါပါမယ်ဆိုတော့တချင်းရေးဖို့လေ့ကျင့်တဲ့ချိန်မှာအဓိကဘာလုပ်မလဲဆင်းမှာတချင်းဆိုတာပါလဲလို့အရင်မေးလိုက်မယ်လေတချင်းဆိုတာပါဆင်းဆိုတာစာသားနဲ့တန်စင်ကိုအဆင်ပြေတဲ့ music ပုံစံတစ်ခုနဲ့ဖွဲ့စည်းထားတာပဲဒါအခြေခံ ဆိုတော့ကျွန်တော်တို့ကဘာလို့လေ့ကျင့်ရမလဲ lyric လို့ခေါ်တဲ့တခြင်းစာသားတွေကိုမျိုးစုံရေးနိုင်မှုလေ့ကျင့်ရမယ်နံပါတ်နဲ့ melody လို့ခေါ်တဲ့ music ရဲ့ဖွဲ့စည်းပုံ music theory chord theory အားတွေကျွန်တော်တို့လေ့ကျင့်ရမယ်နံပါတ်3ကျွန်တော်လေ့ကျင့်ထားတဲ့စာသားတွေ lyric တွေနဲ့လေ့ကျင့်ထားတဲ့ chord theory တွေပေါင်းစပ်ပြီးတော့နံပါတ်3အနေနဲ့အကုန်ပေါင်းစပ်ပြီးတော့တခြင်းဖြစ်ဖန်တီးရမယ်ဆိုတော့ပထမဆုံးလေ့ကျင့်ခံဖြစ်တဲ့စာသားလေ့ကျင့်ခံကိုကျွန်တော်တို့စလိုက်ကြအောင်စာသားလေ့ကျင့်ခံဆိုတဲ့အခါမှာတခြင်းတစ်ပုဒ်ကိုရေးဖို့ စာသားလို့ရဘလို့စာသားလို့ပါအားဆိုတော့ရှင်းတယ်ဘာကြောင်းရရေးပါလဲဆိုပါဆွဲအတွက်ကျွန်တော်လေ့လာကြည့်ရခြင်းပါဘယ်တခြင်းမဆိုလလမ်းမိတလောက်လိုက်လေ့လာကြည့်တော့တခြင်းတွေကလူရဲ့အကြောင်းကိုပြောပြနေရတယ်တခြင်းတွေကသဘာဝအကြောင်းကိုပြောပြနေရတယ် ။အစင်းတွေကလူတွေခံစားချက်နဲ့သဘောတရားကြီးနဲ့ပတ်သက်မှုပြောပြနေရတယ်။လူဖွဲ့စည်းတစ်ခုကြောင်းပြောပြနေရတယ်။တခြင်းကလူတယောက်တည်းတူတူရဲ့ပုတ်လိကတည်တံ့ခံစားချက်ကြောင်းပြောနေရတခြင်းတွေက။ဒါတခြင်းတွေကလူအများကြီးနဲ့ဆိုင်တဲ့နိုင်ငံနဲ့ဆိုင်တဲ့အကြောင်းကိုပြောတာပဲ။ဆိုတော့တခြင်းမှာအကြောင်းတွေကများတယ်။ဒါပေမဲ့တခြင်းမှာတူညီတာတော့တခြင်းတိုင်းမှာစာသားကခံစားမှုကိုကိုစားပြုတဲ့ခံစားမှုတစ်ခုဥတည်တဲ့ခံစားမှုတစ်ခုကိုပေးနိုင်တဲ့အရာမျိုးဖြစ်ရမယ်။ဆိုတော့ကျွန်တော်တို့ကစာသားရေးတဲ့အချိန်မှာတို့မြန်မာစာသားနဲ့ဆိုရင်ခံစားမှုကိုဖော်ပြတဲ့စာ ာသားတွေကပါရတယ်ခံစားမှုဆိုတော့အယုံရှင်ဆုံးခံစားမှုကိုကျွန်တော်တို့အရင်ဆုံးစဉ်းစားမယ်ကျွန်တော်တို့နားလည်နိုင်ဆုံးခံစားမှုကတော့အချက်ရှိမယ် အမုန်းရှိမယ်အဲ့လိုမျိုးကိုပဲကျွန်တော်ပြတ်ခွဲကြတယ်အချစ်ဆိုတာကျွန်တော်ဘယ်လိုချစ်တာလဲကျွန်တော်တို့မြန်မာထုံးစံရမြန်မာရဲ့ပြောဆိုမှုက90ရှင်နဲ့1500ဆိုရှိတယ်မောင်ချင်းနှမချင်းတငယ်ချင်းမိတ်ဆွေချင်းနဲ့1500ပါတော့ဒင်းချင်းမရချစ်ဘူးဆိုတော့အဲ့ချစ်တဲ့ဟာတွေမုန်းတဲ့ဟာတွေကိုကိုစားပြုတဲ့စကလုံးတွေကိုကျွန်တော်ရဲ့ပထမဆုံးလေ့ကျင့်ခန်းအနေနဲ့ခြာရကြည့်အောင်ချစ်တဲ့ဆိုတာကိုချစ်တယ်လို့ပေါ့တခြားဘာတွေသုံးရပါလိမ့်မယ်ကိုစင်စားမိလို့ရတော့ခြာရကြည့်တာနှစ်သက်တာလားညံ့လို့ရလားချစ်တာရဲ့တခြားအိဗယ်စင်တူစကလုံးတွေချစ်တယ်လို့တက်ရောက်မဲ့စကလုံးတွေ ိုကျွန်တော်အရင် lyrics ရဲ့စာသားလေးချင်းပြန်လို့ကျွန်တော်ချရကြည့်မယ်ဟုတ်ပြီနောက်မုန်းနေဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မုန်းနေဟာကိုတက်ရောက်တဲ့စကားလုံးတွေကျွန်တော်မှအများကြီးရှိတယ်အားလို့စဉ်းစားပြီးတော့ချပြီးတော့ရေးကြည့်မယ်အဲ့လိုပဲချစ်တာမုန်းတာနဲ့ရှင်တွဲနေတဲ့ကျွန်တော်ပြောရှင်းတာဝမ်းနေတာစိတ်တက်တက်ကြွာတာစိတ်တက်ကြာအဲ့လိုမျိုးစမ်းကြမယ်ဖြစ်နေတဲ့စကားလုံးတွေကိုကျွန်တော်တို့ဇရားနဲ့ဟိုဘက်တစ်ဘက်ခွဲပြီးတော့ချရကြည့်ကြပါတော့ဒီဘက်ကချစ်ဆိုချစ်နဲ့ပတ်သက်တဲ့ကိုကြောက်ဦးနားပါလေကိုစဉ်းစားမြင်စကားလုံးတွေကိုကျွန်တော်ချရထားတယ် ဒီအမိုးဆိုရင်မိုးနဲ့ပတ်သက်တဲ့အရာကိုလုံးခြာရထားလိုက်ပြီးရင်ဒီတော့ကပျော်ရွှင်တော့ဆိုပျော်ရွှင်တာကြည်နူးတာလည်းပတ်သက်တယ်ပျော်ရွှင်ကြည်နူးတာပတ်သက်တဲ့စကလုံးကိုကိုကြားဘူးတော့ကိုတိတိလောက်ကိုလုံးကိုခြာရထားလိုက်ပြီးရင်ခြေခွဲဝမ်းနဲ့တာဝမ်းနဲ့တာလည်းပတ်သက်ပြီးတော့စကလုံးကိုဒီမှာကိုရှာပြီးတော့ခြာရထားလိုက်ဘာမလို့လဲခြာရထားလိုက်အဲဒါဆိုရင်ကိုယ့်စိတ်ခံစားမှုရဲ့လူရဲ့စိတ်ခံစားမှုနဲ့ပတ်သက်တဲ့စကားလုံးတော်တော်များများကိုခြာရထားလိုက်တရားထဲလဲခေါ်ချင်မှာဟုတ်မယ်နော်ကိုမသိတဲ့မေးလို့ရတယ်ချက်တာမို့နောက်ဖတ်ကြည့်လို့ရတယ်စာအုပ်တွေမှာလည်းပါတယ် စစ်တော်မုံတော်ဘလို့ဖွဲ့လဲပျော်ရွှင်တာတွေဘလို့ဖွဲ့လဲဝမ်းနဲ့တာဘလို့ဖွဲ့လဲစစ်တော်တကြတော်ဘလို့ရေးရေးကြလဲစစ်တော်ကြတော်ဘလို့ရေးကြလဲအများနဲ့ဆိုင်တဲ့သကလုံးလားတူဒီဆိုင်တဲ့သကလုံးလားဆိုရဲအဲ့ဒီသကလုံးတွေကိုကျွန်တော်တို့ခြိုက်ကြည့်ရမယ်ဒါလေးကျင်ကစာသားလေးကျင်ကအနေနဲ့ခြိုက်ကြည့်တာပါခြိုက်ပြီးသားရင်ဘာလို့ရမလဲဆိုတော့ကျွန်တော်နောက်ထပ်ဆက်ပြောရမယ်ညွတ်တမ